တော့ပဲမင်္ဂလာပါဒီနေ့ကတော့ဈေးဝယ်တဲ့အခါမှာဈေးကြီးလားဈေးချိုလားဆိုတဲ့အမင်းအဖြစ်မိကိုလေးတွေကို အတူလေ့လာသွားကြရအောင်နော်ဒါဈေးကြီးလားလို့မလေးလို့မင်းချိတယ်ဆိုရင်မဟာကဤနီမဟာကဤနီဒါဈေးကြီးတယ်လို့ပြဖြစ်ချိတယ်ဆိုရင်ဤနီမဟာဤနီမဟာ ဘဝကဈေးမကြီးဘူးလို့ပြဖြေချင်တယ်ဆိုရင်ဣတုတမဟာဣတုတမဟာမဟာဆိုတာကဈေးကြီးတယ်ကေဆိုတာကလာတလားဤနီးဆိုတာကဒါတရားတဆိုတာကမအငင်းဣတုဆိုတာကခိုဟာနောက်တစ်ခေါက်ပြပြောကြည့်မယ်နော်ဒါဈေးကြီးလားမလေးလို့မဟာကဤနီးမဟာက အီနီဒါဈေးကြီးတယ်မလဲလို့အီနီမာဟာအီနီမာဟာဟိုအားကဈေးမကြီးဘူးမလဲလို့အီတုတမာဟာ နောက်တစ်ကြောင်းနဲ့ထပ်ပြီးတော့လေ့လာသွားကြရအောင်နော်ဘယ်ဟာတစ်ခုကဈေးချိုတာလဲလို့မလဲလို့မင်းချစ်တယ်ဆိုရင်ယာမနဲ့သတ္တမူရယမ်မနဲ့သတ္တမူရ ဒီဟာကဈေးချိုတယ်လို့ပြဖြစ်ချည်တယ်ဆိုရင် yam ini mura yam ini mura ဟိုကလည်းပဲဈေးချိုတယ်လို့ပြဖြစ်ချည်တယ်ဆိုရင် yam itu po mura yam itu po mura yam mane ဆိုတာကဘယ်ဟာလဲသတုဆိုတာကတေမူရဆိုတာကဈေးချိုတယ်ပုံးဆိုတာကလဲပဲ yam ini suraga diha yam itu suraga oha နောက်တစ်ခေါက်ပြပြောကြည့်မယ်နော်ဘယ်ဟာတစ်ခုကဈေးချိုတာလဲမလေးလို့ yam mana satu mura yam mana satu mura diha ga ဈေးချိုတယ်မလေးလို့ yam ini mura yam ini mura ဟိုကလည်းပဲဈေးချိုတယ်မလေးလို့ yam itu pu mura နောက်တစ်ကြောင်းနဲ့ထပ်ပြီးတော့လေ့လာသွားကြရအောင်เนาะဈေးချိုစိုးဟာမရှိဘူးလားလို့အလေးလိုမင်းချင်တယ်ဆိုရင် yam pale mura ta de ke yam pale mura ta de ke ဒီဟာကဈေးချိုစိုးပါလို့ပြဖြစ်ချင်တယ်ဆိုရင် yam ini pale mura ယမ်အီနီပါလေမူရာယမ်ဆိုတာကဟာပါလေဆိုတာကစုံဥပမာပြောရမယ်ဆိုရင်အလဆုံးအသေးကြီးဆုံးအဲ့ဒါကိုစုံလို့ပြောတာနော်မူရာဆိုတာကဈေးချုပ်တယ်တဆိုတာကမအငင်းအဒက်ဆိုတာကရှိတယ်ယမ်အီနီဆိုတာကဒီဟာနောက်တစ်ခေါက်ပြပြီးတော့ပြောကြည့်ကြမယ်နော် ဈေးအချို့ဆုံးဟာမရှိဘူးလားမလေးလိုယမ်ပါလေမူရတာဒကယမ်ပါလေမူရတာဒကဒီဟာကဈေးအချို့ဆုံးပါလို့မလေးလိုပြန်ဖြစ်ချင်တဲ့ဆိုရင်ယမ်ဤနီပါလေမူရယမ်ဤနီပါလေမူရ